မင်္ဂလာပါအနမေရိကစီတင်လင်းရနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ Solarize Jar ရဲ့အပိုင်းခွန်ကိုကြည့်ရှုရမှာပဲဖြစ်ပါရစေ။ဒါနဲ့ဗီဒီယိုလေးမစတင်ခင်မှာနောက်အပိုင်းတွေကိုလည်းမလွတ်ရအောင် Subscribe လေးနှိပ်ပြီးတော့ဘေးနားအခေါင်းလုံးပုံလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါသေးတယ်။ Leo Phone မှာ William ကိုအနိုင်ယူဖို့ Separate Energy လို့ခေါ်တဲ့ဝိညာဉ်စွမ်းအင်ကိုအသုံးပြုဖို့စဉ်းစားခဲ့ပေမယ့်အဲ့ဒါကိုမလုပ်ဖို့ဆုံးဖြတ်ခဲ့ပါရစေ။သူကလူတွေကိုအနိုင်ယူဖို့ဒါမှမဟုတ်ပတ်သက်ရဖို့ထိတ်တန့်တင်တန်စကန် A-Light Training ကန်းကိုရောက်လာတာမဟုတ်ဘဲနဲ့ပိုပြီးတက်လာဖို့ရောက်လာတာဖြစ်တယ်လို့သူ့ကိုယ်သူသတိပေးခဲ့ပါရစေ။ သူဟာသူ့ကိုယ်သူအေးဆေးတည်ငြိမ်အောင်ထိန်းချုပ်ပြီးရှောင်းနှိမ့်ကဓာတ်ကိုပြန်ကောက်ယူခဲ့ပါတယ်။လီယိုဖုန်းမှာဝီလီယံရဲ့ဓာတ်ကြီးကျွမ်းကျင်မှုကိုအထင်ကြီးခဲ့ပြီးတော့ဝီလီယံကဓာတ်ကနေသေးငယ်တဲ့မျှော်လင့်စင်ကိုပြစ်ထုတ်လိုက်တာကြောင့်လီယိုဖုန်းကိုတောင်းမိသွားပြီလို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့လီယိုဖုန်းကဖလရီလို့သိကြတဲ့နိုင်တန်နာရင်းစေပါဘော်ရီမိုးမန့်လို့ခေါ်ရယ်။ဓာတ်ကိုကိုရေခန္ဓာကိုလှုပ်ရှားမှုနေစနစ်နဲ့ရှောင်းနှိမ့်ခဲ့ပြီးတော့အချိန်မှာဝီလီယံထက်အများကြီးတာလွန်နေခဲ့ပါတယ်။ဝီလီယံကရှုံးနေသွားခဲ့ပြီးကြီးရှုနေတဲ့စစ်တီတော်ចောင်းသားတွေចောင်းမှာလဲဆိတ်လုရှာမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ပေါ်လင်းနိုင်မျိုးနဲ့သူကောင်းဆောင်ဟာဒေါသနဲ့သူ့ရဲ့ဖန်ကိုရိုက်ခွဲပစ်ခဲ့ပါရီဝီလျံကလီယိုဖုန်းကိုသူ့လိုဝတ်ချက်တွေဖွက်ထားခဲ့သလားလို့မေးခဲ့ရမှာတော့လီယိုဖုန်းကဝီလျံရဲ့ဓာတ်ရိုက်ကြွညင်မှုကသူ့ထက်အများကြီးပိုကောင်းပေမဲ့သူဟာအချိန်နဲ့စွာမှအများကြီးတာလွန်နေတဲ့အတွက်အနံ့ရခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါရီဘန်နီနာပေါ်လင်းကလီယိုဖုန်းကစပရင်မာစတာလို့ခေါ်တဲ့ဝိညာဉ်သခင်တယောက်လို့မပေါ်လင်းဘူးလို့ပြောခဲ့ပေမဲ့ပေါ်လင်းနဲ့မျိုးနဲ့သူကောင်းဆောင်ကသဘောမတူခဲ့ပါဘူးသူကလီယိုဖုန်းမှာဓာတ်ကိုလန်ချောင်းနဲ့ညွှန်ပြနေတဲ့ပုံရိပ်တစ်ခုကိုပြသခဲ့ပါရီ ဒါသူဝိညာဉ်စွမ်းအင်ကိုစင့်ကော်ဖို့လုပ်နေတယ်လို့ဖြစ်ခဲ့ပေမဲ့နောက်မှမလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ပုံဖြစ်ပါတယ်။သူကလီယောဖုန်းကအမှန်တကယ်လူသားသမားဖြစ်ပြီးသူ့ရဲ့ဝိညာဉ်စွမ်းအင်ကိုကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။တိုက်ဝဲပြီးမှတော့ရှီတန်ကသူ့ကိုတရားရောင်းနဲ့မိတ်ဆက်ပေးခြင်းနဲ့လို့လီယောဖုန်းကိုပြောခဲ့ပါတယ်။လီယောဖုန်းသူနဲ့တွေ့တဲ့အခါလှပတဲ့မျိုးသမီးတူပေါ်လာခဲ့ပါတယ်။သူမရဲ့လှုပ်ရှားမှုတွေဘလောက်တိုက်စိတ်နေလဲဆိုတာကိုသူအံ့ဩခဲ့ပြီး သူမကိုချမ်းဖန်လုံးမိတ်ဆက်ပေးခဲ့ပါတယ်။သူမကဒိုင်ယနီးစနစ်၄သိန်းရှိပြီးဝီလျံကအစင်းနှစ်ပြောင်းရှင်းပြခဲ့ပါတယ်။သူမဟာလီယိုဖုန်းကိုသူ့ရဲ့ဒိုင်ယနီးစနစ်နဲ့တိုက်ခိုက်ဖို့စိန်ခေါ်ခဲ့ပြီးတော့အရှိန်နဲ့ခွန်အားကိုသူနဲ့အတူတူပဲအသုံးပြုမယ်လို့ဆိုခဲ့ပါတယ်။သူမဟာလီယိုဖုန်းကိုခလေးတယောက်လိုဖြစ်အောင်လုပ်ခဲ့ပြီးသူ့ရဲ့နီးစနစ်နဲ့ဝီလျံကိုဘယ်လိုအနိုင်ရခဲ့တယ်လဲဆိုတာကိုမေးခွန်းထုတ်ခဲ့ပါတယ်။လီယိုဖုန်းကသူဟာရိုးရိုးရှင်းရှင်းပဲခွန်အားပိုကြီးတဲ့အတွက်အနိုင်ရခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။သူမကဟုတ်တယ်သူဟာပိုပြီးတန်ပါတယ်ဒါပေမဲ့သူ့မှာကြွညင်မှုမရှိတာကအဲ့ဒီခွန်အားကိုထိထိရောက်ရောက်အသုံးချဖို့မတည်ဘူးဆိုတာ ပြသနေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။သူမဟာသူ့ကို gravity rule လို့ခေါ်တဲ့စွမ်းငင်အာဂန်နဲ့ခေါ်သွားပြီးဒါလူသားနည်းပညာထံအများကြီးတာလွန်တဲ့ပစ္စည်းနဲ့ပြုလုပ်ထားကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီအခန်းထဲမှာကဘာပေါ်မှာအတန်မှတ်သောလူတအုပ်တွေကသာအမှတ်အသားတစ်ခုခြံထားနိုင်တယ်လို့ဆိုခဲ့ပါတယ်။ သူမကစွဲငင်ရကိုကိုးစားထားလိုက်တဲ့အခါမှာတော့လီယိုဖုန်းဟာဒူးထောက်လဲကျသွားခဲ့ပါတယ်။သူမကအဲ့ဒီအခါကစွဲငင်ရတထောင်သားအတီတက်နိုင်ပြီးဒါဟာကဘာပေါ်မှာဒီလိုအခန်းမျိုးတစ်ခုတည်းသာရှိတယ်လို့အသိပေးခဲ့ပါတယ်။ပေါ်လီနဲ့မြို့နယ်သူကောင်းဆောင်တွေကလီယိုဖုန်းဟာလူသက်သမားဖြစ်ကြောင်းသိကြသွားပြီးသူ့ကိုလက်စားချေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လီယိုဖုန်းဟာသူ့ကိုကူညီခဲ့ပြီးအားပေးခဲ့တဲ့လူတွေကိုစင်သားနေချိန်မှာပဲမျိုးတစ်ခုလုံးမိတောက်တွေလောင်ကျွမ်းလာပြီးတော့အချက်ပေးတန်နေမိလာကမိစ္ဆာကောင်အုပ်ကြီးတွေကလှုပ်ရှားလာခဲ့ပါတယ်။ထိတ်တန်းတင်တန်းကြောင်းမှာတော့ចောင်းသားတွေကထိတ်လန့်နေကြဖြစ်ကုန်ကြသလိုစစ်တပ်ကလည်းထုံနှီးတူသွားပါပဲ။ မြို့ထဲမှာထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့ပြီးလူတိုင်းတစ်ခုခုလုံချင်ခဲ့ကြပါတယ်မိစ္ဆာကောင်အုပ်ကြီးရဲ့ခေါင်းဆောင်ကဘရင်သားရဲ့ကင်းဖိတ်လူမျိုးတန်မာနေနိုင်တဲ့အတွက်စစ်တပ်ကဘသူတွေထပ်တိုက်ခင်ရှိလဲဆိုတာကိုကန့်သတ်ခဲ့ပါတယ်ရှီတန်းနယ်ကော်မရှင်နာတို့ဟာတိုက်ခိုက်ဖို့ထုတ်ခွင့်ရခဲ့ပါတယ်လီယော်ဖုန်းကငကားနဲ့ရုတ်တူးရဲ့မျိုးလုံးထဲမှာမြင်ခဲ့ရတဲ့သူ့ရဲ့အာယုံခံစားမှုတွေကြောင့် မကောင်းတဲ့ခံစားချက်ရှိနေကြောင်းရှောင်းရှုကိုပြောရခဲ့ပြီးသူ့ကိုသင်္တန်းစကန်မှာနေဖို့ပြောခဲ့ပြီးသူကတော့အမိန့်ကိုဖိတန်ပြီးမျိုးရဲကိုထောက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ကော်မရှင်နာမိသားကောင်အိုကြီးပေါ်မှာပြန်တန်းရင်သူတို့ရဲ့ကောင်းတာပေါ်မှာလဲလို့တွေးနေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့အားလုံးကအစင်းအလုံးနေနေကြလို့ပါပဲလီယော်ဖုန်းမှာမျိုးရဲကိုစေဝါးတွေယူဆောင်လာဖို့ဖြစ်တဲ့လင်းတစ်စင်းပေါ်ကိုခိုးဝင်သွားခဲ့ပါတယ်မမြင်နိုင်တဲ့ကောင်းသောမိသားကောင်ကြီးကနေလာတဲ့လျှက်စစ်တန်လိုက်လိုင်းတွေဟာတိုင်းကထုတ်ပေးတဲ့ဆက်တွေကိုပြည့်စည်စေခဲ့ပြီးတော့အစင်းအလုံးမြင်တဲ့စစ်တီတော်အုပ်စုတစ်စုဟာ ပြန်တမ်းပြီးဝင်းမှာရှိတဲ့မိသားကောင်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဗန်နီနာပိုလိနက်ကအရေးအမြစ်တွေကိုချွေတာဖို့မျိုးအတွက်အထောက်ပံ့အားလုံးကိုရပ်ဆိုင်းလိုက်မယ်လို့ကြေညာခဲ့ပေမယ့်လီယိုဖုန်းကတော့သူ့ရဲ့လေယာဉ်မှုကိုနောက်ပြန်လည်မသွားဖို့တားဆီးခဲ့ပါတယ်။စစ်သားအချို့ကမျိုးရဲ့တစ်ဖက်ချမ်းမှာတိုက်ပွဲအကြောင်းဆွေးနွေးနေချိန်မှာသူတို့နောက်ဝင်မှာလုံမဝကိုကြီးမားတဲ့မိသားကောင်တွေကစတင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီမိသားကောင်ကစစ်သားရဲ့စိတ်ထဲကိုစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့တိုက်ခိုက်နိုင်ခဲ့ပြီးတော့စွမ်းအင်လိုင်းတစ်ခုကိုထုတ်လုပ်ပြီးသူတို့ကိုလွှင့်တင်သွားစေခဲ့ပါတယ်။လီယော်ဖုန်းအကူအညီပေးဖို့အလင်းမြန်သွားနေချိန်မှာတော့ပိုလိနဲ့မြို့နယ်စုကသူတင်မဟုတ်ခိုးယူသွားကြောင်းသတိပေးခံရပြီးတိုက်ရိုက်ထုတ်လင်းမှုကနေသူ့ကိုစောင့်ကြည့်ခဲ့ရပါတယ်။လီယော်ဖုန်းကသူ့အရင်ကမြင်ခဲ့ရတဲ့အမြင်အာရုံတွေကခေါင်းပေါင်းများစွာနဲ့ကြီးမားတဲ့မိသားကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ဂျူရှင်းကအဲ့ဒီတိုက်ရိုက်ထုတ်လင်းမှုကနေသူ့ကိုကြည့်နေခဲ့ပါတယ်။လီယော်ဖုန်းကပြိုကျားနေတဲ့အပျက်စီးတွေအောက်ကနေမိခင်တအူးနဲ့ကလေးတအူးကိုသူ့ရဲ့ Telekinesis ဆွမ်းအားနဲ့ကယ်တင်ခဲ့ပါတယ်။ သူဟာအေယာမသားရဲကြီးနဲ့တိုက်ပွဲဝင်ခဲ့ပါတယ်။ပေါ်လီနိုက်မျိုးနဲ့သူကသူ့ရဲ့သားကိုတတ်ခဲ့တဲ့သူဟာသူဖြစ်ကြောင်းသိချစ်သွားခဲ့ပါတယ်။သူတို့ဟာထိုးချိန်မှာပဲသူ့ကိုသွားသက်ချင်းခဲ့ပေမဲ့သူဟာမျိုးကိုကောက်ကွယ်ပေးနေတဲ့သူရဲကောင်တို့ဖြစ်နေတာကြောင့်သူ့ကိုတတ်လိုက်ရင်သူတို့ပုံမကောင်ဘူးဖြစ်သွားမယ်ဆိုတာသိခဲ့ကြပါတယ်။သူမိစ္ဆာကောင်နဲ့တိုက်ခိုက်နေချိန်မှာမိစ္ဆာကောင်ကသူ့ကိုစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့အေးခဲသွားစေခဲ့ပြီးသူ့ကိုတတ်တော့မဲ့အချိန်မှာစီးတော်တို့ကကယ်တင်ခဲ့ပါတယ်။မောင်းသူမဲ့လင်းရင်တွေနဲ့စစ်သားတွေကသူ့ကိုအေးခဲရောင်ကြီးတွေနဲ့ပြစ်ခတ်ခဲ့ကြပါတယ်။ ကော်မရှင်နာရောက်ရှိလာတဲ့စစ်တီတော်တွေထဲမှာပါဝင်ခဲ့ပါတယ်စစ်တီတော်တအူကမိသားကောင်ကိုအေးခဲထားတာမိသားကောင်ကိုအေးခဲထားတာကြာကြာမခံနိုင်မဲ့ဒါကိုကိုကောင်းမွေနဂါလို့ခေါ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါဝိညာဉ်ဆွဲရင်ရှိတဲ့ရှားပါမိသားကောင်တွေကတကောင်ဖြစ်ပါတယ်လီယိုဖုန်းဝါမျိုးတွေကိုမိသားကောင်ကိုဆွဲတောင်းခေါ်တောင်းဖို့စွန်သားရတဲ့အစီအစဉ်တခုကိုကြံစီခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကဝိညာဉ်သခင်ဖြစ်တာကြောင့်သူ့ရဲ့ဝိညာဉ်တိုက်ခိုက်မှုတွေကိုအလွယ်တကူခံရမှာမဟုတ်လို့ပါပဲ။သူမအောင်မြင်ရင်လူများသားနဲ့အဆောက်အဦတွေပျက်စီးခဲ့ရမှာဖြစ်ပေမဲ့သူအောင်မြင်ရင်လူအများဆုံးကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။ ရေဖုံးကကိုကောင်းမွေနဂါကိုမြို့ရင်းကိုဆွဲဆောင်ခေါ်သွားခဲ့ပြီးမွေနဂါဟာသူ့နောက်ကိုလာရင်ဖျက်သိမ်းမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။မွေနဂါဟာသူ့ကိုစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ဖမ်းမိခဲ့ပြီးသူ့ခန္ဓာကိုယ်ရဲကိုလျှက်စစ်တန်လိုက်စွမ်းအင်တွေဖြည့်သိမ်းဖို့စတင်ခဲ့ပါတယ်။သူ့အနယ်ကင်းသာမထုတ်လွှတ်နိုင်ရင်သူ့ကိုကြော်ပြစ်မဲ့စွမ်းအင်တွေပါပဲ။တခြားစစ်တီတော်တွေကဒီစွမ်းအင်ညောင်လေးကြသွားခဲ့ပေမဲ့ကိုကောင်းမွေနဂါဟာထူးသန်းတာပြုမှုတွေကြောင့်သတိပြုမိခဲ့ကြပါတယ်။သူ့ရဲ့မျက်လုံးတွေဟာမှန်လို့တောက်နေခဲ့ပါတယ်။ ူတို့ကလီယောဖုန်းကိုစစ်သေးကြည့်တဲ့အခါမှာတော့သူဟာသူ့ကိုယ်သူဖြူးအဖြစ်သတ်မှတ်ပြီးကိုကောင်းမွေနကရဲ့တိုက်ခိုက်မှုကိုသူ့စီကိုပြန်ဖို့ကသူ့ရဲ့အုံနောက်တွေကိုသူ့ရဲ့ကိုပိုင်စွမ်းရင်နဲ့ကြော်ပြစ်ခဲ့ကြောင်းသိရှိခဲ့ကြပါတယ်။ဒါဟာစွန်သားရတဲ့လှုပ်ရှားမှုဖြစ်ပေမဲ့လုံလောက်တဲ့အချိန်ပေးနိုင်ရင်တော့ကိုကောင်းမွေနကကိုလုံးဝတပ်ပြစ်နိုင်ပါတယ်။သူတို့ဟာစွိုင်းနဲ့အများကြီးထွက်ပေါ်နေတာကြောင့်အနာကိုကတ်လို့မရနိုင်တော့တဲ့အတွက်လီယောဖုန်းတယောက်ထည့်ရင်တန်ရတော့မယ်ဆိုတာကိုသတိပြုမိခဲ့ကြပါဗျ။ ပေါ်လီနိုင်မျိုးနဲ့သူကစောင့်ကြည့်နေပြီးဒါဟာအကြရှိမဲ့လုပ်ငန်းတွေဖြစ်တာကြောင့်သူအောင်မြင်အောင်လုပ်မယ်ဆိုရင်အာယုံစိုက်မှုကိုလုံးဝထိန်းသိမ်းထားရမယ်။စိုင်းရင်မများတရင်သူ့ကိုချက်ချင်းကြော်ပြစ်လိုက်မယ်လို့မှတ်ချက်ပြုခဲ့ကြပါရယ်။ဗန်နီနာကဂျိုတူကိုဟက်လုပ်ပြီးလီယိုဖုန်းရဲ့ဝစ်စုံကိုဟက်လုပ်ခဲ့ပါရယ်။ဝစ်စုံပြတ်သွားတာနဲ့သူ့ရဲ့အပူချိန်ရုတ်တရက်မြင့်တက်လာခဲ့ပြီးကိုကောင်းမွင်ကသူ့ရဲ့ထိန်းချုပ်မှုကနေလှူထလာပြီးစိုင်းရင်တွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါရယ်။ ။လီယော်ဖုန်လဲကျသွားခဲ့ပေမဲ့ကိုကောင်းမွေနဂါရဲ့နောက်ထပ်တိုက်ခိုက်မှုတစ်ခုနဲ့မိခဲ့ပြီးအခုသူ့ခန္ဓာကိုယ်ကိုအနီရောင်လျှက်စစ်တွေနဲ့ပြစ်ခတ်နေခဲ့ပါတယ်။သူ့ကိုစိတ်ပိုင်းဆိုင်ရာစူဂျွန်းဒါသင်များစွာနဲ့ထိုးပေါက်တဲ့နောက်ထပ်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုနဲ့ထပ်မံထိမှန်ခဲ့ပါတယ်။တခြားစစ်သည်တော်တွေကသူ့ရဲ့ဝိညာဉ်ဆိုင်ကိုဆုပ်ယူနေတာဖြစ်ပြီးအားလုံးကုံသွားရင်သူသေဆုံးလိမ့်မယ်ဆိုတာသတိပြုမိခဲ့ကြပါတယ်။ဆရာချန်းဟာလီယော်ဖုန်ကိုကယ်ဖို့နီလန့်ကိုအသေးအံရှာဖွေနေခဲ့ပြီးစစ်သားတအူးရဲ့ရေခဲရောင်ကြီးကိုတွေ့လိုက်ရပါတယ်။သူကရေခဲကြောင်ကြီးကိုဆွဲယူပြီးကိုညီဖို့အလှည့်မြန်သွားခဲ့ပြီးကြီးမားတဲ့စွမ်းကြောင်းတွေးအံ့နေခဲ့ပါတယ်။ ပြန်တမ်းနေတဲ့စစ်တီတော်တွေနောက်ဆုံးမှရောက်ရှိလာပြီးကိုကောင်းဝင်တကောက်ကိုအလွယ်တကူခုတ်ပန်းပစ်ခဲ့ကြပါတယ်။လီယော်ဖုံးဟာမွေနကားရဲ့ထိန်ချုပ်မှုကနေလွတ်မြောက်ခဲ့ပြီးအနီရောင်လျက်စီးတွေနဲ့လှိုင်းထန်နေခဲ့ပါတယ်။သူကကြီးမားတဲ့တုံးလုံးမှုလိုင်းတစ်ခုကိုပြစ်ထုတ်လိုက်ပြီးအခုတော့မီးဆွဲနေခဲ့ပါတယ်။ကိုကောင်းမွေနကဟာသူ့ရဲ့အစွမ်းအသေးတွေအတွက်ဘာမှမဟုတ်တော့ပဲသူ့ကိုတပစ်လိုက်ပါတယ်။ဆရာကျန်းနဲ့လူကုံနှစ်ဦးစလုံးဟာအဲ့ဒီတိုက်ခိုက်မှုမှာတေဆုံသွားခဲ့ကြပါတယ်။လီယော်ဖုံးဟာသာမဏေကိုတွားရောက်ခဲ့ပြီးမိသားကောင်တိုင်းနဲ့ပုံမတန်မာလာမယ်လို့ကြိမ်းဆိုခဲ့ပါတယ်။သူထွက်ခွာသွားတဲ့မှာပိုလိနဲ့မြို့နယ်သူကလည်းသူ့ကိုတတ်မယ်လို့ကြိမ်းဆိုခဲ့ကြပါတယ်။ ။နေပြ9ဦးဟာဟုံတင်ကနေအတူညွန်ကြားချက်တွေရရှိခဲ့ပြီးအဲ့ဒါတွေကိုအကောင့်နဲ့ပေါ်ဖို့ထောက်ခွာသွားခဲ့ကြပေမဲ့သူတို့ဘာညွန်ကြားချက်တွေကြားခဲ့လဲဆိုတာတော့မသိရသေးပါဘူး။တချိန်တည်းမှာပဲလီယိုဖုန်းဟာစွန့်ငင်အာဂန်ထဲမှာလေ့ကျင့်နေခဲ့ပြီးချမ်းဖန်ဟာဒါဟာအမေဇုန်ကရှေးအောင်ယဉ်ကျေးမှုရဲ့အကျဉ်းအကျံဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူမကဒါဟာအနှစ်တစ်သောင်းတန်းရှိပြီးဂျိုသားယဉ်ကျေးမှုတစ်ခုကဖန်တီးခဲ့တာလို့ပြောပြခဲ့ပါတယ်။သူမကသူဟာပုံမကောင်းမွန်တာလေ့ကျင့်ဖို့အရင်အမြစ်တွေပို့လို့ခြင်းရင်ထိတ်တန်းတင်တန်းကြောင်းရဲ့အစဉ်သက်မှတ်ချက်တွေကိုတက်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ သူဟာရှောင်းကျုံနယ်ရှီချန်တို့နဲ့အစင်သက်မှတ်ချက်တက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာဆွေးနွေးခဲ့ပါတယ်။သူတို့ကရုံးနေစစ်စည်ရေးမျှော်သင့်ကိုအသုံးပြုပြီးအစင်တက်ဖို့အကြံပေးခဲ့ပေမဲ့သူရဲ့ခြေရသူတွေကိုကောက်ွဲဖို့လုံလောက်အောင်အမြန်ဆုံးတံမာဖို့လိုတဲ့အတွက်ရုံးနေစစ်စည်ရေးမျှော်သင့်ကိုနောက်ထပ်တလားကြာမှာပဲအသုံးပြုနိုင်မှာဖြစ်တဲ့အတွက်လီယိုဖုန်းကတောနဲ့ထဲကိုသွားပြီးမိစ္ဆာကောင်တွေကိုတက်နိုင်သမျှအများကြီးလိုက်လံဖန်တီးတင်တယ်လို့ပြောခဲ့ပါတယ်။သူတို့ကပထမနှစ်မှာထိတ်ဆုံးတရားကိုဖြိုးပြနိုင်ရင်သူဟာဒီလိုလုံနိုင်ခဲ့တဲ့သရမမြောက်လူဖြစ်လာမှာဖြစ်ပြီးကြံတဲ့လူ၅ဦးထဲက၅ဦးဟာ စေနတ်ဖျားဒါမှမဟုတ်ပုံမြင့်တဲ့ယာရုတွေကိုရရှိခဲ့ပြီးဖြစ်တယ်လို့ပြောပြခဲ့ကြပါတယ်။ပြည်သမားများလူကတော့အစဉ်၈၀ကိုရှိတဲ့ចောင်းသားခန်ဒီဖောလီနက်ဖြစ်ပါတယ်။အဲ့ဒီနောက်မှာခန်ဒီဟာဝီလျံနဲ့အတူလေ့ကျင့်နေတာကိုတွေ့ရပါတယ်။သူဟာဝီလျံနဲ့အများကြီးတာလုံနေတာရှင်းရှင်းလင်းလင်းသိတာပဲ။သူ့ကိုတိုက်ခိုက်နေရင်သင်းငယ်တဲ့ဒဏ်ရာတွေပေးနေရင်အချိန်ယူနေခဲ့ပါတယ်။ ဝီလျံကဒီနှုံအတိုင်းဆိုရင်သူဟာနောက်လမှာထိတ်သုံး20ရောင်းနေလိမ့်မယ်လို့သူ့ကိုပြောခဲ့ပါတယ်။အမျိုးသမီးတဦးဟာဓာဆွဲပြီးလမ်းလျှောက်လာခဲ့ပြီးခန်တေးကသူ့မကိုဂျဲနဲ့လုံနှုတ်ဆက်ခဲ့ပါတယ်။ဂျဲနဲ့နဲ့ခန်တေးတို့နှစ်ယောက်ရှင်ပြန်တိုက်ခတ်နေချိန်မှာဝီလျံကသူ့မဟာစစ်နက်ဖျားဖြစ်လာဖို့ကိုယ်တိုင်လောင်းတဦးဖြစ်ပြီးသူ့မကခန်တေးရဲ့ကောက်ွယ်ရေးတောင်ကျိုးတွေကိုတိုက်ခိုက်နေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ခန်တေးကခန်တေးကအနာရခဲ့ပြီးသူ့မကစိတ်အနှောက်အယှက်ဖြစ်နေတယ်လို့နဲ့ထွက်သွားခဲ့ပေမဲ့သူတို့နှစ်ဦးကြားမှာလိမ်ပိုင်းဆိုင်ရာဆွေးနွေးမှုတွေရှင်းရှင်းလင်းလင်းရှိနေခဲ့ပါတယ်။ ။ပန်နီနာကခန်တေးကိုဖုံးကော်ပြီးသူမနဲ့သူခင်မုံကိုလီယောဖုံးကိုတတ်ဖို့ကူညီပေးဖို့တောင်းဆိုခဲ့ပါရယ်။သူဟာပြဿနာတွေမဝင်ကျင်တဲ့အတွက်တွေ့ဝင်နေခဲ့ပေမဲ့သူမကသူ့ကိုကောက်ဝဲပေးမယ်လို့ကြေပေးခဲ့ပါရယ်။သူမခင်မုံကလည်းဇူကုံကသူတို့နဲ့မြဟာမိတ်ဖွဲ့ကျင်တယ်လို့အတည်ပေးခဲ့ပါရယ်။ဇူမီသားစုဟာငွေကြေးအရာအရင်အောင်မြင်လာတာကြောင့်အဲ့ရမာမိတ်အဖွဲ့ရဲ့ပင်မမိသားစုအချို့တက်တာလုံနေတဲ့အတွက်ခန်တေးကိုဇူရှင်းနဲ့လက်ထပ်စစ်ကျင်ခဲ့ကြပါရယ်။ တို့ကခန်းလေးကိုဒီအကြောင်းပြောပြနေချိန်မှာဂျန်နက်ကနားထောင်နေခဲ့ပြီးသူဟာခန်းလေးနဲ့လက်ရှိတွဲနေပုံရတဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာဇူရှင်းဟာသူ့ရဲ့ဖုန်းကိုဝမ်းနေတာကင်လာပြီးဖုန်းကောက်သမှုတစ်ခုပြုလုပ်နေတာကိုတွေ့ရပါတယ်။လီယိုဖုန်းကဖုန်းကိုကင်လာပြီးသူတို့စကားဆက်ပြောကြပေမဲ့ဇူကုန်းကဝင်ပြောလိုက်တာကြောင့်ဇူရှင်းဟာဖုန်းကိုဝတ်ထားခဲ့ရပါတယ်။ဇူရှင်းနဲ့လီယိုဖုန်းနှစ်ဦးသလုံးဝမ်းနေတာအရာဝင်ခဲ့ကြပါတယ်။နောက်တနေ့မှာလီယိုဖုန်းကအမှတ်တွေပြန်လည်စုဆောင်မယ်ဆိုတာကိုသိထားတဲ့အတွက်သူ့ရဲ့အမှတ်တွေကိုမြင့်နေဖို့တိုင်းနိုင်ငံမိတ်ဆက်ကောင်တွေကိုတက်ဖို့တောနယ်တွေကိုသွားခဲ့ပါတယ်။ လီယော်ဖုံးလေးချင်းကန်လုပ်ပြီးအမဲလိုက်နေတဲ့မြင်ကွင်းတွေကိုစူးစီးပြသခဲ့ပေမဲ့သူအမဲလိုက်နေရင်ခန်ဒီကအပေါ်ကထိုင်နေတဲ့မိသားကောင်အသေးပုံကိုသူတွေးလိုက်ရပါတယ်စူးစီးပြသမှုအဆုံးမှာလီယော်ဖုံးဟာအဆင့်နေတက်လာခဲ့ပေမဲ့ခန်ဒီကတော့အခုအဆင့်28ကိုရောက်နေပြီဖြစ်ပါတယ်ဇူရှင်းဟာလီယော်ဖုံးရဲ့ဖုံးခေါ်သူမှုကိုမဖြေကျင်ခဲ့ပါဘူးသူစကန်စီကိုလျှောက်လာချိန်မှာခန်ဒီကသူ့ရဲ့ပိုလိနက်မျိုးနဲ့သူ့ရဲ့လေရင်ပြန်စီကိုသွားနေချိန်မှာသူ့ဘေးကနေဖြတ်သွားခဲ့ပါတယ်ကဲဒါလေးကတော့ Soul Light Star ရဲ့အပိုင်းခုံပြပြီးတော့နောက်လာမယ့်အပိုင်း၈ကို ဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်စကရာလေးနှိပ်ပြီးတော့ဗေနာခေါင်းလောင်းမုံလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်